ပရိသတ်ကြီးမင်္ဂလာပါအခုချင်းချင်းကတော့ဒီ People Magazine ရဲ့ October လ Family ကဏ္ဍလေးအတွက်ပေါ့နော်မိသားစုကဏ္ဍလေးအတွက်ချင်းချင်းရဲ့ဖဖေရောမမေရောမိသားစုဝင်အားလုံးနဲ့ချင်းချင်းရဲ့ပရိသတ်ကြီးမိတ်ဆက်ပေးလိုက်ပါတယ်ဒါကတော့ချင်းချင်းရဲ့ဖဖေပါဥမ္မောင်ဆန်းလို့ခေါ်ပါတယ်ဖဖေကတော့အရင်တော့အင်္ဂလိပ်စာသင်တာပေါ့နော်အခုတော့ retire လုပ်သွားပါပြီဒါကတော့ချင်းချင်းရဲ့ဒုတိယအမပေါ့သူကအနေအေးတယ်မချော်စုမြတ်လို့ခေါ်ပါတယ်ဒါကတော့ချင်းချင်းပေါ့နော်ပရိသတ်ကြီးတည်ပြီးသားပါဒါကချင်းချင်းရဲ့အမအကြီးဆုံး ကျွန်တော်ဂျန်တာမျက်မှီလို့ခေါ်ပါရယ်တောင်ဘက်ဆိုင်ရဆရာဝန်ပါဒီဟာကတော့ချင်းချမ်းရဲ့အမအပေါ့နေနေပေါ့ချင်းချမ်းနဲ့တူတူအလုံးတူတူလုပ်တဲ့ချင်းချမ်းအချစ်ရသောအမလို့လည်းပြောလို့ရပါရယ်ဒီဘက်ကလည်းချင်းချမ်းရဲ့မမပေါ့ in a man i'm shade i'm made up ooh, ooh, ooh. never think baby than she do အဲ့လိုမျိုးမိသားစုစုံပြဖို့ကတော့အရန်ခဲရင်းနဲ့ဘာကြောင့်လဲဆိုချင်းရလည်းအလုပ်တွေနဲ့နေသွားလေးရှိရယ်နင်းနေရလည်းနေနေသွားတယ်ပေါ့နော်အဲ့လိုဆိုမေကလည်းနင်းနေနောက်လိုက်ပြဖေဖေကလည်းချင်းချင်းနောက်လိုက်ပြဆိုမမကလည်းစေကန်းထိုင်နေဆိုအဲ့လိုမျိုးပေါ့အားလုံးကသူကလည်းအလုပ်သွားဆိုကိုယ်အလုပ်နဲ့ကိုဖြစ်နေကြတယ်တရားလည်းမတွေ့ကြဘူးတော့အခုခန္ဓာလေးရိုက်မယ်ဆိုတော့အားလုံးလည်းဒီရက်ဒီအားရက်ကလေးကိုချိန်လိုက်တာဆိုတော့လေပိဿကြီးတို့လည်းအမှတ်ရကြီးတို့လည်းချင်းချင်းလို့မိသားစုတို့လည်းအမှတ်ရအရန်ဖြစ်ပါတယ်လို့ ချမ်းပြေကအဲမိသားစုကလေခုနမချမ်းပြေလို့စုံခဲ့တယ်ဆိုတော့ကဲတူတဲတော်လို့စတူဒီယိုတစ်ခုမှာတို့မိသားစုစုံသွားရိုက်ကြမယ်ဆိုပြီးလိုရင်းနဲ့ဟောဗျာတခါလေအခုဒီ people magazine မှာလာပြီးတော့တခါလေတစုတူပေးရပေါ့နော်ရတယ်ဆိုကျွန်တော်ရန်ကျေးဇူးတင်ပါတယ်အဲဒီ people magazine ရောအဲပြောမယ်ဆိုရင်တော့ဒါချမ်းမေမေပေါ့နော်အဲသူကတော့အဲ့ဒီမှာအကုန်လုံးစိတ်ပူတတ်တယ်။တမီး၄ယောက်ရှိတယ်ပေါ့နော်။ဒါအကြီးဆုံးမှာ ူကတော့ Australia သွားလိုက်လာလိုက်ပဲခုနသူ့ရဲ့အလုပ်နဲ့ဆိုတော့ number 2ပေါ့เนาะသူကတော့ secretary လုပ်တယ်ဗျာဒီ hotel တွေမှာရောနောက်ဒီတန်ယုံတွေမှာရော3ကအဲနင်းနေသူကတော့မကနေဆူဆူသွားလိမ့်မယ်သူကဆူဆူပြီးတော့အငယ်ဆုံးပေါ့เนาะအလေးမဆုံးလို့ပြောပြောเนาะဆူဆူလို့ပဲပြောပြောပေါ့เนาะကျွန်တော်ငယ်လူမချမ်းပါโอเคသူတယောက်ကတော့ဇေယိုက်တရားလုံးဝမတူကြဘူးပေါ့เนาะ အဲအကြိုက်ချင်းနေလည်းမတူကြောက်ပြမဲ့ဘာသွားတူလဲဆိုတော့တယောက်နဲ့တယောက်အရင်ချစ်ကြတော့တူကြတယ်နော်အချမ်းလေးကပရောင်းဆုံးဒီ miss ပြပေးရနေပဲဆူရပြီးဒီဒေါကလေးရောက်လာတာပေါ့နော်တင်းငယ်ကတင်းငယ်လေးတွေကဝါသနာအရန်ပါကြတော့သူတို့ညီမနေရလေမွေးရပါပေါ့သူအဖိုးအဖွားဖြစ်တဲ့အန်တီရဲ့မိဘတွေရတယ်ဟိုကမ်ဘောဆာမိသင်းကြီးတို့ရွှေရှင်တွေကဟိုးရှေးအောင်ရွှေရှင်ရာဘလို့ပါလို့ဆိုတာပေါ့တတ်တယ်ရယ်အဲသူတို့ကဒါအန်တီရဲ့ဗါရမိဘတွေဆိုတော့မျိုးရိုးပြောရမှာပေါ့တင်းငယ်ကငယ်ငယ်တုန်းကဝါသနာပါကြတယ် ဒီမှာ Miss People ကနားနေစပြီးတော့ပဲအဲ့ဒီကနေစပြီးတော့ပဲသူဒီလောကထဲဝင်လာပြီခါ Melody Wall မှာတခြင်းဝင်ပြန်ရနေပြီးတော့အခါအခုဆိုတော့လောကမှာခန့်ချမ်းရလူနာမည်ဖြစ်လာတာပေါ့တိုင်းမိသားစုကတော့မြင်းတိုင်းပေါ့အားလုံးကဟိုဝါသနာတွေကလည်းတက်ပြမျိုးစီအဲနှစ်ယောက်ကတော့သွားတူတယ်ခန့်ချမ်းရတယ်ချက်ချမ်းနဲ့နေနေပေါ့နေနေကတော့အဲသင်းယောက်ကတော့အဆူကျော်ပေါ့နေနေကတော့ဒီအဆူဘဝင်ခင်သူကလေးမလွတ်လိုက်သေးတာအဲ့ဘက်ကမှလေးမလွတ်လိုက်လေးမလည်းထွက်ကော

မနာမည်ကတော့မြတ်မွန်ကြီးပါအမအရောတော့ဘက်ဆိုင်ရနဲ့အကြောင်းပြီးပြီးတော့ဗောနော်အခုလောလောဆယ်တော့ဇီဝိတာဌာနရှိပြီးဟိမ်းမှာအမအစီကန်းထိုင်နေတယ်အမအရောအချိန်အများစုကတော့ချမ်းချမ်းနဲ့အတူတူပဲရှိတာများတယ်အမြဲတမ်းအမဟိုကပြန်ရောက်ဒီပဲဖြစ်စေဒီမှာပဲနေသည်ဖြစ်စေအမချမ်းချမ်းအင်ကနေပဲနေတယ်ဗောနော်သူမခွဲနိုင်ဘူးဒါပေမဲ့ကျန်တဲ့ညီမလေးတွေကိုလည်းအကုန်လုံးပေါ်လဲအမအချစ်ပါတယ်အားလုံးတူတူပဲဗောနော်ဟိုအမတို့ညီမတွေရဲ့ကောင်းတဲ့အချက်ကတော့စိတ် ျော်တဲ့ချိန်ပဲဖြစ်စေမပျော်တာပဲဖြစ်စေတရားရအများနဲ့တိုင်ပင်မတိုင်ပင်ပတ်လဲရတယ်ဟို ညီမတွေလိုလည်းဖြစ်တယ်တငယ်ချင်းတွေလိုလည်းဖြစ်တယ်ဖက်ရှင်ဆိုလည်းဒီဖက်ရှင်ပဲဟိုဟာစားမယ်ဆိုလို့ဟိုဟာစားကြဒီဟာစားမယ်အဲ့လိုမျိုးအကြိုက်ချင်းတွေလည်းတူကြပါတယ်အဲ့ဒါကြောင့်မမတို့ညီမတွေကပျော်စရာကြီးပေါ့နော်သူများပြောတငယ်ချင်းမလိုဘူးပေါ့နော်ညီမကတော့ချောင်းစုမြက်ပါချင်းချင်းရဲ့အာဒုတိယမြောက်မမပေါ့နော်ပြီးတော့မအာနေရနေနေပြီးတော့စကားလည်းနေတယ်အဲ့ရောအခုလိုလာရိုက်ပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ်အမိသားစုဆုံးမပြန်ပြီးတော့တွေ့ရတဲ့တော့ပေါ့နော်အများသောအားဖြင့်မမတို့မတွေ့ပြတော့ အခုလိုမျိုးစလုံးလေးဆိုတော့ပျော်ဖို့လည်းကောင်းပါတယ်ပြီးပေါ့ကျေးဇူးလည်းတင်ပါညီမကတော့နေနေပါညီမနာမည်အရင်ကနေနေရှိမုံပေါ့နော်နာမည်က နဲ့ရှိတယ်အဲဆိုဟာဘောနော်လူကတော့မရှိပါဘူးအရှိန်ကတော့ညီမတွေကမှတော့ညီမကနည်းနည်းလုကမဲ့နည်းနည်းသေးရလူကောင်သေးရပေါ့နော်လူကောင်သေးရအကုန်လုံးကညီမကိုအငယ်ဆုံးလိုပဲထင်တယ်အဲ့ဒါလည်းမဆိုးဘူးပေါ့နော်အဲဆိုကအသက်နဲ့အရွယ်တင်နေပေါ့နော်အဲ့လိုဆိုတော့အကောင်ဘက်ကကျင်အကုန်လုံးကောင်းတယ်ပေါ့ ပြီးတော့ညီမမိသားစုနည်းနည်းလောက်ကမမိပါရဲ့တာသမီးရဲ့လိုမျိုးအဲ့လိုမျိုးအရင်ဟိုလိုမျိုးဟိုလိုမနေဘူးပေါ့နော်ကိုမောင်ကိုတငယ်ချင်းလိုပဲနေတခါကျလည်းအဖေကိုလည်းတငယ်ချင်းလိုပဲမပွင့်လင်းပြောလို့ရရပေါ့နော်အမေဆိုလည်းအဲ့လိုပဲညီမလိုပဲအဲ့လိုမျိုးတိတ်ပြီးတော့ဟိုလိုမျိုးဟို tight family မဟုတ်ဘူးအရင်ဟို ease ဖြစ်တယ်အဲ့လိုဆိုအဲ့ဒါလေးတော့နည်းနည်းအရင်ကြိုက်တယ်ဟိုဘာဘာပဲလှုပ်လှုပ်စကားပြောရတယ်လှုပ်လှုပ်လက်လက်အဲ့လိုပေါ့နော်အဲ့လိုဆိုဟိုဖြစ်နိုင်အောင်စီစီလုံး နေချင်တယ်ဘာလို့လဲဆိုတော့အကွန်မိသားစုကတယောက်တည်းနေရာစီနေကြနေတို့ကဟိုအိမ်တော့အဲ့လိုမျိုးခွဲနေကြရပေါ့ဒါပေမဲ့လည်းစိတ်ကတော့အများရန်တယောက်စီမှာတယောက်အများရန်ရှိရပေါ့အဲ့ဒါလေးကတော့ချစ်စရာကောင်းပါတယ်ကဲပြိတ္တကြီးနေတဲ့အတိုင်းပါပဲဒါကတော့ချက်ချက်ရဲ့မိသားစုပေါ့နော် ဟိုချင်းချင်းတို့ကလည်းအဲ့လိုမျိုးဒီလိုအနည်းပညာလောက်ကတည်းကမဝင်ခင်တည်းကလည်းဒီပုံစံပဲဝင်လာတော့လည်းဒီလိုမျိုးပုံစံပဲဆိုတဲ့အခါကျတော့မပြောင်းလဲမှုမရှိဘူးပေါ့ဒါမဲ့ပြောင်းလဲလာတာ lifestyle လေးတွေပြောင်းလဲလာတာပေါ့နော်အားလုံးကအကုန်လုံးကတော့ပြို့ယူရဒီမှအင်နာမကြသေးပါအဲ့ဒါစင်းရင်လဲတွင်းလို့ရပါတယ်ဆိုတဲ့အခါကျတော့ချင်းချင်းတို့ကအဲ့လိုမျိုးပေါ့တိတ်ပြီးတော့ဟိုတင်းကျတဲ့မိသားစုလည်းမဟုတ်တဲ့တာပျော်ပျော်ပါးပဲနေတတ်တယ်အဲ့ဒီတော့ပြိသက်ကြီးတဲ့ချင်းချင်းတို့မိသားစုကိုမြင်စိတ်ချမ်းသာမယ်လို့ထင်ပါတယ်အဲ့လိုမျိုးတအိမ်စီခွဲနေရဆိုတာလဲချင်းချင်းတို့ကအဲ့လို အဓိကတော့ခွေးရီမွေးထားပေါ့ကျန်တဲ့ဆိုခွေးကြီးနှစ်ကောင်မွေးထားတယ်ဟိုဘက်ကခွေးပစ္စည်းတစ်ကောင်မွေးထားသူတို့နှစ်ယောက်ကလည်းမတည့်ဘူးအိမ်အိမ်နဲ့ထားလို့မရတော့မမကလည်းစိတ်ပူတော့အဲ့ဒါအိမ်ကြီးခွဲနေကြတာအဲ့လိုမျိုးဖြစ်သွားတယ်ဒါကြောင့်ပရိသတ်ကြီးအထင်ကြီးနေမှဆိုလို့ကအဲ့တော့ကျန်တဲ့ကိုယ်လည်းစိတ်ချမ်းသာလို့ကျန်တဲ့ပရိသတ်ကြီးလည်းစိတ်ချမ်းသာမယ်လို့ထင်ပါတယ်နောက်တစ်ခါပြန်ဆုံးမယ်နော်ပြန်ခဲ့ပါအမြဲတမ်းဆုံးပြန်လာခဲ့ပါ shading